YouTube တချင်တွေကိုဖုံးဝဲပြီးနားထောင်ရတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပါမယ်။ဒီအကြောင်းအရာလေးကိုလည်းကျွန်တော်အရင်ဗီဒီယိုမှာတော့ကတင်ပေးဘူးတယ်။ဒါပေမဲ့ရတဲ့လူရှိလို့မရတဲ့လူလည်းရှိပါတယ်။ကဲဒါဆိုလို့ရှိရင်အားလုံးပြည်လေအောင်ဒီဗီဒီယိုလေးမှာကျွန်တော်တင်ချင်းနဲ့အသေးစိတ်ပြောပြသွားပါမယ်။ Hello အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဗောနော်။ အနှစ်သက်မှာအားလုံးပျော်ရွှင်ကြပါစေဒီနေ့ဗီဒီယိုလေးမှာတော့အစောပြောခဲ့လို့ပဲရွေရွတဲ့ချင်းတော့ကျွန်တော်တို့ဖုံးပေးပြီးနားထောင်ရတဲ့အကြောင်းလေးပြောပြမယ်ကျွန်တော်ကြိုပြီးမှာကျင်တာကအဆင်မကျော်ပါနဲ့တဆင်ချင်းလောက်ပါပေါ့နော်ဒီဗီဒီယိုလေးမှာဆိုလို့ချင်းကျွန်တော်လုံးဝကိုတဆင်ချင်းပြောပေးသွားမှာပါအကယ်၍ကြွမ်းပြီးရတီးပြီးရလို့ဆိုလို့ချင်းတော့ကြော်သွားလိုက်ပါပေါ့နော်အရင်ဗီဒီယိုမှာသွားကြည့်ပေါ့အရင်ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဒီတွင်းလိုချင်းပဲပြောပေးထားတယ်ဒါပေမဲ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အစအဆုံးပြောပေးသွားမှာဘာလို့လဲဆိုလို့ချင်းအခုလိုမရတဲ့လူတွေရှိမှာဆိုလို့ပါအရင်ဆုံးကျွန်တော်တို့ဒီအားလုံးတီးပြီးရဖြစ်နေမယ် ဒီ Google Chrome ဆိုတဲ့ software လေးရှိရမှာเนาะဒီ Chrome ကတော့ founder မှာရှိမယ်လို့ထင်တယ်အကိမရှိဘူးဆိုလို့ကျင်တော့ဒီ Play Store မှာသွား download လိုက်ပါဘောเนาะ Play Store မှာသွားပြီး download လိုက်မယ်အဲ download သွားလိုက်ကျင်ကျွန်တော်တို့အခုလိုရပြီဆိုတာ ਨੇ စတော့လို့ရရပါဘောเนาะဒီနေ့မှာမှာကျင်တာကကျွန်တော်တို့ဒီ Google account တခုတော့ရှိတော့ပိုကောင်းတယ်မရှိလဲသုံးလို့ရပါတယ်ဘောเนาะဒါမှရှိလို့ရှင်တော့ပိုကောင်းတယ်မရှိဘူးဆိုရင်ကျွန်တော်ဘာဖြစ်မလဲဆိုရင်အဲကျွန်တော် like တွေပေးလို့မရဘူးဗျာအဲဒါကြောင့် comment တွေမှတ်လို့မရဘူးအဲ့လိုတွေ error တွေရှိနိုင်တယ် ဒါပေမဲ့ကိုကတချင်းမဲနားတော့မှာဆိုလို့ရှိရင်တော့ဆိုကပြောလို့ပဲအဲကိုပဲကောင်မရှိလေရတာပေါ့ကဲဒါဆိုလို့ရှိရင်တော့ Chrome လို့ကျွန်တော်တို့ဖွင့်လိုက်ကြရအောင်ဖွင့်မိသွားလို့ဆိုလို့ရှိရင်ကျွန်တော်တို့အခုလို့ပေါ်လာလိမ့်မယ်အဲ့လိုနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်အဲကျွန်တော်တို့ဒီ search bar မှာ youtube.com ဆိုပြီးရိုက်ချလိုက်မယ်ကဲဒါဆိုရင်ရိုက်ချလိုက်အောင် www.youtube.com ခဏဆောင်းလိုက်ပါ။ Okay ရပြီဆိုလို့ရှိရင်ကျွန်တော်ဗာဆက်လောက်ရမယ်လို့ဆိုရင် အဘေးကအဆက်30လေးရှိတယ်အဲ့ဆက်လေး30မှာ desktop မဟုတ်ဘူးပြောင်းမှာနော်အကေကိုကတခြင်းကိုရွေးပြီးမှပြောင်းလို့ရှိရင်တော့ပိုကောင်းတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရွေးပြီးမှပဲပြောင်းလိုက်တော့โอเคဒါဆိုရင်တော့ရွေးလိုက်မယ်စမ်းနေတဲ့ခုပေါ့ဗျာရပြီရွေးပြီးသားဆိုတော့ကျွန်တော်အဆက်လေး30ကိုနှိပ် desktop မှာပြောင်းလိုက်မယ်ဒီနေရာမှာသတိထားရမယ်နော်ဒီ desktop မှာပြောင်းမှ YouTube ကတခြင်းတွေကိုဖုံးပွဲပြီးနားထောင်ရမှာပါကဲဒါဆိုရင်တော့ desktop မှာပြောင်းပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဒီနေရာမှာတော်တော်များများမရကြတာဖြစ်လိမ့်မယ် โอเคဒါတော့မပြောင်းစားလို့ဆိုရင်ကျွန်တော်တို့အလဲကောင်းနေထွက်လိုက်မယ်ထွက်လိုက်တဲ့အခါမှာတခြင်းကပြန်ပိတ်သွားလို့ရှိတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်အပေါ်က node bar လေးကိုဆွဲလိုက်မယ်အဲ node bar လေးမှာဆိုလို့ရှိရင်ကျွန်တော်အခုလိုဖြစ်နေပြီဆိုရင်အဲ့ကျွန်တော်တို့ပိတ်လိုက်ဖွင့်လိုက်လေးလုပ်မယ်โอเคရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုံးအောင်ပိတ်ကြည့်လိုက်ပါကဲဒါဆိုလို့ရှိရင်တော့ဒီနေ့တန်းလေးနဲ့အားလုံးအဆင်ပြေကြမယ်လို့တကယ်ယုံကြည်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမှာကြာအကယ်၍မရသေးဘူးဆိုရင်ထပ်ပြောလို့ရပါတယ်ကျွန်တော်ရဲ့ comment အောက်မှာစိတ်ရှိလက်ရှိအဲလွတ်လွတ်လပ်လပ်မှန်းလို့ရရပါတော့เนาะ ျွန်တော်အခုချိန်ကြီးဘယ် comment ကိုမှမဖြတ်ဖူးခဲ့တယ်လို့အားလုံးကိုလည်းကျွန်တော်ဒီ reply ပြန်ပေးပါရယ်ပေါ့နော်အဲတချို့တွေကြာလည်းအကြံဉာဏ်ပေးကြတယ်ဒီ software နဲ့ရတယ်ဒီ software နဲ့ရဆိုပြောကြတယ်ငါပြောကြပါပေါ့နော်ဘာပဲဖြစ်နေနေကျွန်တော်ပြောတာကိုလည်းလုပ်လို့ရတယ်လို့သူတို့ပြောတာကိုလည်းလုပ်လို့ရတယ်အားလုံးရဲ့စัจချက်ချင်းကိုကျွန်တော်လက်ခံပါတယ်ပေါ့နော်ဗီဒီယိုလေးကိုစောင့်ဆုံးကြည့်ကြည့်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့် video မှာပြန်လေ့ကြပါမယ်ဗျာကျွန်တော်ကတော့ modern techno ပါ